ားလုံးမင်္ဂလာပါမင်းညာကကစားခဲ့တဲ့ conference league 16တဲ့အဆင့်ပထမအကြော့ပွဲစဉ်ဒီတဲမှာမှာစိတ်ဝင်စားဖို့ကောင်းတဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့အာဒိမတ်ကလပ်တင်းဖြစ်တဲ့ကိုဘီဟေဂင်အတင်းနဲ့ပရီးမီယာလိကလပ်တင်းဖြစ်တဲ့ချဲစီအတင်းတို့ရဲ့ပွဲစဉ်မှာတော့ချဲစီကဒိမတ်မြေမှာဒါကျွန်တော်တို့ကိုဘီဟေဂင်ကိုထူးဝမ်းနဲ့အနိုင်ရခဲ့တယ်ဒီပွဲမှာတော့ကျွန်တော်တို့ပြောစရာအချက်တွေအများကြီးရှိခဲ့တယ်အထူးသဖြင့်တော့ဒီပြအန်ဆိုမာရစ်ကရဲ့ပထမပိုင်း အဲဒီပေါ့လေဒါကစားသမားပွဲထွက်ပုံကတော်တော်လေးမေးခွန်းထုတ်เสียအခြေအနေ ရှိခဲ့တယ်လို့အဲကျွန်တော်ပထမပိုင်းကစားသမားတွေရဲ့ play style ပထမပထမပိုင်းနီးစနစ်ပိုင်းနေအဲ့ဒါတွေအများကြီးတွေးကြရတယ်ဆိုတော့ဟိုမေးခွန်းထုတ်เสียအခြေအနေတွေကနီးပြအန်ဆိုမာရစ်ကာကကျွန်တော်တို့ဒိမတ်မြင်မှာကိုဘင်ဟေဂင်ကိုတည်ရရလောက်ပဲရည်ရွယ်ပြီးတော့မှပွဲကိုဥတီခဲ့တာလား ဒါမှမဟုတ်ကျွန်တော်တို့အဒုတိယဘိုင်းလောက်မှာကိုဗင်ဟေဂင်ကိုပထမဘိုင်းဆွတ်ဆက်တိုက်ခိုက်ပြီးတော့မှဒုတိယဘိုင်းလောက်ကျမှ Dynamics Momentum နဲ့ကိုဗင်ဟေဂင်ကိုကျွန်တော်တို့ဒီအားလီမိုမင်တမ်အားကောင်းတဲ့ကစားသမားတွေဖြစ်တဲ့ဥမာပက်ထရိုနက်တိုတစ်ဖက်ကဂျေဒန်ဆန်ချိုပဲဖြစ်ဖြစ်အာဒီအန်ဆိုဖာရန်တက်ပဲဖြစ်ဖြစ်အာဒီလိုပေါက်ကွဲအားကောင်းတဲ့ကစားသမားတွေနဲ့ဒီဒုတိယဘိုင်းမှာမှ twin core တွေနဲ့အနိုင်ယူဖို့မာရစ်ကပြင်ဆင်လာတာလားဆိုတော့မေကွန်ထုတ်စရာအခြေအနေရှိတယ်ဆိုတော့ဒီနေ့ပွဲရဲ့ပထမဘိုင်း ကစားပုံကတော်တော်လေးအားရစရာမရှိခဲ့တယ်လို့အကျွန်တော်တို့ Chelsea အသင်းကတစ်ဖက်ကကိုဘင်ဟေဂင်ရဲ့ခံစစ်ကိုလုံးဝကိုကျွန်တော်ကြော်ဖြတ်နိုင်ခဲ့ခြင်းမရှိဘူးကိုဘင်ဟေဂင်က9-1ပုံစံနဲ့ပွဲထွက်ခဲ့ပြီးတော့မှခံစစ်မှာ9ယောက်လောက်ထိကိုပိတ်ဆို့ကစားပြီးတော့မှကျွန်တော်တို့ဒီကွင်းလေ၄ယောက်ကလိုရရင်လိုရတယ်လို့ကျွန်တော်တို့ဒီကိုဘင်ဟေဂင်ရဲ့အခံစစ် channel တွေကိုဆင်းပြီးပိတ်တဲ့အတွက် Chelsea ပထမပိုင်းဘာမှကိုအကျွန်တော်ထိုးဖောက် ချင်းချုံမှုမလုံနိုင်ခဲ့ဘူးဒါရှုရွန်တာကနှစ်ချိန်ပဲရခဲ့ပြီအဲ့ဒီနှစ်ချိန်ကလည်းအေရီယာထိတ်ကနေခိုးပါမကအပြင်ပိတ်သွင်းပြီးတော့မှဒီဒီအခြေအနေကလည်းပေါ်လိဒါ၉ပေါင်းနဲ့လွဲချိုခဲ့တဲ့အခြေအနေကြောင့်မလို့ချက်စီအတွက်ပထမပိုင်းဟာလုံးဝအားရစရာအခြေအနေမရှိခဲ့ဘူးဒါအပြင်ကျွန်တော်တို့ဒီခိုးပါမနဲ့တွဲကစားရတဲ့အာဒီ George ပဲဖြစ်ဖြစ်အာတစ်ဖက်က Jubilee Hall ပဲဖြစ်ဖြစ်ဒီကစားသမားတွေကိုယ်တိုင်ကတစ်ဖက်သင်းရဲ့ channel တွေပိတ်ကစားထားတဲ့အတွက်အာကျွန်တော်ကွင်းလယ်လောက်ထိကိုဆင်းဆင်းပြီးတော့မှ Bogetty ပြန်လောက်ရတယ်ဟိုဘက်ကိုလုံးဝမကြုံနိုင်တဲ့အခြေအနေမှာကစားသမားတွေကြောင်ပြောက်ရတဲ့အခြေအနေအထိဖြစ်ခဲ့တယ်အာဆိုတော့ပထမပိုင်းကတော့ Chelsea အားမရတဲ့အခြေအနေတွေဖြစ်ခဲ့တယ်ဒါအပြင်ကျွန်တော်ခိုးပါမဟာကျွန်တော် Chelsea အသင်းမှာဒီဒီပေါ့လေကျွန်တော် deadline ထီလိုက်ပြီးတော့မှဘောဂယ်ရီလုတ်တဲ့ပွဲတိုင်းပွဲတိုင်းမှာချက်စီအတင်းကကျွန်တော်တို့ရုံးကန်ရတဲ့အခြေအနေတခုကိုတွေ့ရတယ်ဒုတိယပိုင်းမှာတော့ကွင်းလယ်နေရာမှာအန်ဆိုဖာနန်ဒက်ချက်ပြီးတော့မှခန်းစစ်နေရာမှာလီဗိုင်းစကိုဝဲဝင်လာတယ်တိုက်စစ်နေရာမှာတော့ကျွန်တော်တို့ဒါခရစ်စတိုဘာအန်ကူဝင်လာတဲ့အတွက်မတ်စ်ကူကူရဲ့လာအနေနဲ့ကျွန်တော်တို့ဒါအချိန်ဆက်အားကောင်းတဲ့ကစားသမားတွေနဲ့ ပွဲကိုတည်လာနိုင်တဲ့အတွက်ကုကူရဲလာပို့ပြီးတော့မှအာကျွန်တော်တို့အစင်အတက်မှတ်မှတ်ကစားနိုင်တယ်တစ်ဖက်သင်းရဲ့ဒီ consist side bet တွေကိုကောင်းကောင်းအလုံးရှုပ်စေနိုင်တယ်အာဒီပုံစံမျိုးအကြောင်းမလို့ Chelsea က twin goal တွေရတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဆိုတော့ဒုတိယပိုင်းအစ46မိနစ်မှာပဲဒါကျွန်တော်တို့ဒီအသင်းကောင်းဆောင် Reece James ရဲ့ area take တော်တော်လေးဝေးတယ်ဗျာအဲ့ guy ကနေပြီးတော့မှဒါဂိုးသမားရဲ့ညာဘက် channel ကိုအตาလေးပိတ်ကန်လိုက်တဲ့အခြေအနေမှာဂိုးသမားမထစ်မှတ်ပဲနဲ့ဒါကျွန်တော်တို့ဦးဆောင်ကိုအ Chelsea ကရတယ်အဲ့တိတ်မကြောက်တာကျွန်တော်တို့ mask ကို လားဒီ Christopher Angugu အာကျွန်တော်တို့ဒါ Copenhagen ကစားသမားတွေ Kansas ကစားသမားတွေကို France နေရင်ကနေပဲ over ဖြစ်လာတဲ့အခြေအနေမှာအာကျွန်တော်ဒါ Josh က Ansu Fernandez ကိုချပေးတဲ့နေရာမှာ Ansu Fernandez ကကိုသမားရဲ့အခြေတောင်းတွေကိုပိတ်သွင်းပြီးတော့မှ2-0ဖြစ်သွားတယ်ဆိုတော့ Chelsea ကအာကျွန်တော်တို့အမရတဲ့အချက်ကတော့ ထူးစီဖြစ်တယ်ဆိုပေမဲ့လို့ပွဲထဲမှာကတကယ်တမ်းဝင်လာတာကကိုဘင်ဟေကင်အတင်းဖြစ်ပြီးတော့မှကိုဘင်ဟေကင်ဟာချယ်ဆီကိုပေါ့လေနေရာပေါင်းစုံကနေသူတို့ပြန်ပြီးတော့မှဒုက္ခပေးတယ်အဲကျွန်တော်တို့85မိနစ်နောက်ပိုင်းမှာတော့ကိုဘင်ဟေကင်ရဲ့ဒီသူတို့အာဖရန်စင်းတွေကိုဘင်ဟေကင်ရဲ့အဲကျွန်တော်ခေါင်းထားအထက်တွေကိုချယ်ဆီကဘလော့စ်လုတ်သွားရင်းနဲ့ပဲနောက်ဆုံးကျွန်တော်တို့ဒါဒီချဲစီတင်ကပေါ့လေဒါကျွန်တော်တို့ချေပါကိုပြန်ပေးလိုက်ရတယ်ဆိုတော့ဒီနေ့ပွဲမှာပြောစရာအခြေအနေရှိလာကကျွန်တော်ဂိုးသမားပဲအ အတင်းတိုင်းအတင်းတိုင်းအတင်းတိုင်းဖန်နေတဲမှာအကျွန်ဘယ်ကိုဘယ်ကိုသမားပေါ့လေဝင်လာရင်ငါတို့အတင်းတူရလက်တွေဆုံးရှုံးနိုင်တယ်ဆိုတော့ feeling မျိုးအတင်းတိုင်းဖန်မှာရှိကြတယ်ကျွန်တော်တို့ဒါလက်ကြီးလက်ရှိပေါ့လေဒါ Chelsea အတင်းမှာဒီစမ်းချက်တွေကဘလို့မှအဆင်မပြေနေဘူးစမ်းချက်ကအမှန်တမ်းပြောရင်တလုံးလွတ်ထွက်သွားရင်တလုံးပေးရတယ်တလုံးကျွန်တော်တို့တစ်ဖက်က ကိုပေါက်ကသွင်းခွင့်ရတယ်အဲ့ဒီကိုကခွင့်ပြုရတယ်ဒါကြောင့် Chelsea နဲ့စမ်းချက်ကဘယ်လိုမှမ accept တော့ဘူးလို့မြင်တယ်ဆိုတော့ပြန်ပေးလိုက်ရတာဟာဒါကျွန်တော်တို့ခန်းစီကစားမှ market ကတ်တာညံ့တယ်လို့ဆိုပေမဲ့လို့ကိုသမမှလည်း error တွေအများရှိတယ်အာကျွန်တော်တို့ဒါတစ်ဖက်ကဒီ Copenhagen တိုက်စစ်ကစားမှ refresh လောက်လာတဲ့အခြေပါကိုသမကကျွန်တော်တို့ခန်းစင်းနဲ့အာကျွန်တော်ကိုသမနဲ့ဒါမျိုး press တွေလုပ်နေတာတော်တော်လေးဆိုးတယ်ဆိုတော့ပထမရက်ကကျွန်တော်တို့ champion league ကြီးတဲ့အခြေအနေမှာဒါ Liverpool ကိုသမဖြစ်တဲ့ LSC ဘက်ကတစ်ဖက်က ဒီဒီပေါ့လေကျွန်တော်တို့ဘာစီလိုနာကိုသမဖြစ်တဲ့ဆက်စနီတို့ရဲ့ပေါ့ထုတ်ကာကွယ်မှုတွေကျွန်တော်တို့အတင်းရဲ့အထက်စကင်ပိုင်းလိုက်ပြီးတော့မှဖန်တီးပေးနိုင်မှုတွေကြည်ရရင်ဖြစ်ကျွန်တော်တို့အတင်းရဲ့ကိုသမဟာဘလောက်ထိလိုအပ်ချက်တွေရှိတယ်ဆိုတာကျွန်တော်မြင်နိုင်တယ်ဆိုတော့စန့်ချက်အနေနဲ့ Chelsea အတွက်တော့ဘယ်လိုမှအဆင်ပြေမနေဘူးလို့မြင်တယ်ဒါမှမဟုတ်ဒါ Chelsea က19 night တဲ့ပွဲမှာကျွန်တော်တို့ဒီ2-1ရလနဲ့အနိုင်ရခဲ့တယ်ကျွန်တော်တို့ဒါ match လာဒီ14ရက်နေ့မှာ အာကိုဘီဟင်ကင်နဲ့အင်ကွင်းမှာကျွန်တော်ပြန်ပြီးတော့လက်ခံကစားမယ်ပွဲရှိတယ်။ Chelsea အတွက်တော့ဒါ PR တော့အတော်သင့်ရော့တာမှန်တယ်။ပထမပိုင်းကစားဖို့တော်တော်ညံ့တယ်။အာဒီ Gusto လိုကစားသမားမျိုးကို Chelsea တင်းရဲ့ဒီ Bebel ချမ်းမှာအတက်အဆင်းလောက်ပြီးကစားခိုင်းတာဟာတော်တော်လေးဟိုအဆင်ပြေမနေဘူး။ Reece James ကဒီနေ့ပွဲမှာတော့ကွင်းလက်ကစားသမားပုံစံမျိုးကစားသွားတယ်။အဲ့သူရဲ့ချက်ခိုင်မှုအရာတော့လိုအပ်ချက်တွေရှိတယ်ဆိုပေမဲ့လို့သူအကောင်းဆုံးကစားသွားပြီးတယ်အသက်18နှစ်ပဲရှိသေးတဲ့လူငယ်တိုက်စစ်ကစားမှဖြစ်တဲ့မြူကာကိုပထမတစ်ပိုင်းလုံးတုံးသွားတဲ့အတွက် ဒါကျွန်တော်နီးပြမှာဘာကြောင့်လဲဆိုတော့မိကုန်းနေတော့ရှိတယ်။အာဘာပဲပြောကျွန်တော်တို့ဒါကိုဗစ်ဟေကင်အိမ်ခွင်းမှာချဲစီကအနိုင်ရခဲ့တယ်။ဆိုတော့ဒါကျွန်တော်တို့ဒီနောက်တစ်ပတ်ပေါ့လေနောက်တစ်ပတ်ဒီမတ်စလာ9ရက်နေ့မှာဆိုရင် Leicester City အသင်းနဲ့ကစားဖို့ရှိတယ်။မတ်စလာ14ရက်နေ့မှာတော့ဒါကိုဗစ်ဟေကင်နဲ့ဒုတိယအကြိမ်ကစားဖို့အချိန်ရှိရဲ။အာကျွန်တော်တို့လက်ရှိအချိန်တွေကချဲစီကကိုဗစ်ဟေကင်ကိုနိုင်မယ်ဆိုရင်တစ်ဖက်မှာတော့မိုဒီနဲ့ဝါစဝတ်တက်လာမဲ့အချိန်ဒီမှာဒါတင်းတင်းတင်းတက်လာမဲ့အချိန်ဒီမှာလက်ရှိမှာတော့ဘိုဒီက2 3နဲ့နိုင်ထားတယ်။ဒါကြောင့်မလို့အဲနောက်တစ်ဆင့်တက်ဖို့အတွက် အာကျွန်တော်တို့ဟိုဘယ်လိုပြအခြေအနေကောင်းနေရှိတယ်ဒါကြောင့်မလို့လာမယ့် conference ပွဲစဉ်တွေမှာ aso maris ကနေမဖြစ်မနေကျွန်တော်တို့ပထမပိုင်းမှာရတင်းတလောက်ရအောင်အာ goal ရအောင်ဖြတ်ထားမယ်ဒီပုံစံမျိုးတွေ decision making လုပ်ဖို့တော့လိုအပ်တယ်လို့ကျွန်တော်အမြင်နဲ့ဆိုတော့မနေ့ကပွဲမျိုးသာတကယ်လို့ဒါပထိုနတူတို့လို dynamic အပေါက်ကွဲရတဲ့တော်မန်ကစားသမားတွေပါလာရင်အာကျွန်တော်တို့ဒီ aso fernandez တို့ပထမပိုင်းတွေကထင်နိုင်မယ်ဆိုတော့ဒါဒုတိယပိုင်းမှာ ac နာပြီးတော့မှကျွန်တော်တို့ပထမပိုင်းကရတဲ့ goal တွေနဲ့ပေါ့လေ ac ပွဲကိုထိန်းကစားမယ့်နေရာမှာဒုတိယပိုင်းမှာမဖြစ်မနေ ထည့်လိုက်လို့ဒါကျွန်တော်တို့ဒီပွဲကနိုင်ခဲ့တာဖြစ်တယ်ဒါကြောင့်မလို့ဒီပြအန်ဆိုမာရစ်ကအနေနဲ့ကိုပင်ဟေဂင်ရဲ့အိမ်ခွင်ဒါဒိမတ်မြေမှာ2-1ရလနဲ့အနိုင်ရခဲ့တယ်ဆိုမှလို့ဒီချောက်ပွဲစဉ်တွေမှာတော့ပို့ပြီးတော့ဒါပွဲစဉ်တွေကိုအယုံဆိုင်ဖို့လိုအပ်တယ်လို့ကျွန်တော်ကမြင်နေပါလိမ့်ဆိုတော့ချီရှုပေးခဲ့တဲ့ဒုတိယချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်